ပြန်လဲကြိုဆိုပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel မှာတပုံရိုက်တာတွေတပုံရိုက်ပြီးတော့ဘုံတပုံကိုဘယ်လိုပြင်ရမလဲဆိုတာကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့ video မှာကျွန်တော်ရိုက်ပြီးသားပုံကို Photoshop နဲ့ Second Retouch လုပ်ပြသွားမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ရဲ့ video လေးကိုကြည့်လိုက်ရအောင်ခင်ဗျာ video လေးမစခင်မှာကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ခဲ့ပြီးဖို့အရင်ဆုံးတောင်းဆိုချင်ပါတယ်ဒါ control G ကိုယူလိုက်မယ်ဒီလိုဆိုလို့ရှိရင်ကျွန်တော်ဒီ model မှာ ကျွန်တော်ဒီအဖို့ပိန်နေရှိပါတော့ဒီအဖို့ပိန်ကြီးတွေကိုကျွန်တော်ဖြောင်းမယ်ခနဲ့ဒီဖြောက်တာရတော့ကျွန်တော်ဒီမှာ support healing bread တူနဲ့စားပြီးတော့ဖြောက်ပါမယ်ခေဒီလိုမျိုးပေါ့နော်ဒီလိုဖြောက်ပေးသွားမယ်ကျောင်းနေရအောင်စား พาะที่ริมแปดตรงไหนบ้างตอนนี้เราแน่ๆที่จะไม่หมดเนาะโอเคถ้าสุดท้ายดาริโอเนี่ยนี่เราได้ปะไหม လဲပင်နေရာလေးတွေမှာလည်းအဲအဲ့လိုမျိုးဆက်ပြောင်းနေတာရှိခဲ့တယ်ပေါ့နော်အဲ့လိုစာလေးယူဆိုတာကျွန်တော်တို့ဖြောင်းပေးတယ်ကျွန်တော်တို့ဖြောင်းနေပေါ့နော်ဒီထားပြီးလို့ရှိရင်ကျွန်တော်တို့ control e နဲ့နေရာပြန်ပွားမယ်ပြီးတို့ချင်းတက်ကုန်မယ်ပြီးကျွန်တော်တို့ model ကိုခန္ဓာကိုတင်းအောင်လုပ်မယ်ပေါ့နော်ဒီမလို့ထားတော့ liquid fine note လို့ခေါ်ရပေါ့နော်ဒီမှာကျွန်တော် control chip h bar keyboard က အင်ဂျင်တွေနည်းနည်းအထက်သိမ့်မယ်ပေါ့နော်ဒီပုံမှန်ရတော့အရင်ကြီးလောက်ဆရာမလို့ပေါ့နော်နည်းနည်းပါးပါးလေးပဲဒီမင်းကျွန်တော်အနာကောင်းနေပြီကျွန်တော်ပြန်ပြောင်းမယ်ကျွန်တော်ပြီးစမ်းရှိလို့ပေါ့နော်ပြီးစမ်းမရှိသေးတဲ့ဆိုရင်တော့မရဘူးပေါ့နော် ကျွန်တော် preset ရှိပါတယ်ကျွန်တော်ကျွန်တော်ပြောလိုက်မယ်ဒီရေကျွန်တော်ဒီမှာကျွန်တော်ကျွန်တော် plan ကအမြန်အဲ့တဲ့အရေးကြီးနေတဲ့အချိန်ဆိုလို့ရှိရင်ကျွန်တော်ဒီအမြန်နီးကိုတုံးပြီးတော့မှပေါ့နော်အဲ့တဲ့ရိုးကျွန်တော် screen reader အမြန်လုပ်ပြီးတော့အမြန်ပေးတာပါတကယ်လို့ client ကအရေးမကြီးဘူးအေးသေးတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကမှလုပ်ပြရမှာနော် ောက်နောက်ထပ်တနည်းကိုလည်းကျွန်တော်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးပြပါမယ်။ဒီလိုမျိုး bread တူလေးနဲ့ပို့ပို့ပေးပါလို့ဒီ before after ပြန်ပြပါမယ်။ လို့ရှိရင် model ရဲ့အသားရည်ပြည့်ပြတ်သွားရဲ့ပေါ့နော်ဒီဒါသေးကိုလိုချင်တဲ့နေရာလေးကိုထည့်ပြီးတော့ black tool လေးနဲ့ဒါလေးပုတ်ပေးမယ်ပေါ့နော်ဆိုရကြောဒီမော်ရဲ့လက်ကိုကျွန်တော်နည်းနည်းလေးဖရတူလေးနဲ့ဒါလေးပုတ်ပြီးမှာပေါ့နော်အသားကြီးညီညီပါလို့ပါ Okay okay ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဘာလို့ solid color ဆိုတာရှိပါတော့ဒီ solid color ထဲမှာကျွန်တော်ဒီခေါင်းကိုကျွန်တော်အမဲထိယူလိုက်အမဲကိုတုံးလိုက်မှာဘာလို့ရိုက်ပါနော်ဆိုရင်ကျွန်တော်ဒီမှာ ဆက်တူကိုယူမယ်ဒီတော့မှာအဖြူဖြစ်နေလို့ပေါ့နော်ကျွန်တော်ဒီမှာအမဲဖြစ်ရပါမယ်ဒါမှတာလေကျွန်တော်တို့ brand တူနဲ့ပို့လို့ရမှာပေါ့နော်ဒီမှာတရားထားလိုက်မယ်ကျေးဇူးတင်ကျေးဒါဆိုရင်ပုံစံကြီးကဒီလိုလေးပေါ့နော် ှိရင်ကျွန်တော်တို့ပုံတပုံကိုပြင်ပြီးသွားရင်ပေါ့နော်ဒီဥစားခါရတော့ကျွန်တော်ပုံအမြန်ပြင်နေနေပါဒါကျွန်တော် preset တွေလုံးလာတာဖြစ်တဲ့အတွက်ဒီလိုမျိုးမြန်ဆန်လာပါတကယ်လို့ preset မတုံးမှုဆိုတဲ့ရှိရင်ကျွန်တော်ဒီနည်းနည်းကြာနိုင်တယ်ပေါ့နော်ဒါတော့ကိုယ့်ရဲ့ secondary tab ပေါ်မှာလည်းမြင်ပါပါတယ်ကျွန်တော်နောက်ထပ် secondary tab နည်းကိုဒီ preset တွေဘာတွေမတုံးမင်းနဲ့ကျွန်တော်လာပြီးတော့ပြောပြပေးပါမယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာ